ဒီပူပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဩစတြေးလျအနုပညာရှင်ဂူစော့ကလင်ရဲ့ပကြီကားကိုဒေါ်လာ136.4တန်းနဲ့ရောင်းချခဲ့ပါတယ်။အဲ့ဒီပကြီကားဟာလေလယ်တင်ခဲ့တဲ့ပကြီကားတွေအထက်ကဒုတိယမြောက်ဈေးအကြီးဆုံးပကြီကားဖြစ်လာပါတယ်။ကမ္ဘာဈေးအကြီးဆုံးပကြီကားကတော့လီယိုနာໂດဒါဗင်ချီရဲ့ဆေပါတာမယ်ရီပကြီကားဖြစ်ပြီး2019ခုနှစ်ကဒေါ်လာတန်450နဲ့ရောင်းချခဲ့တာပါ။ Google ကနောက်ဆုံး AI model ဖြစ်တဲ့ Gemini 3ကိုကြေညာခဲ့တာကြောင့် ChatGPT ရဲ့ Open AI နဲ့ရှင်ပြိုင်မှုပိုပြီးပြင်းထန်လာပါတယ်။ AI model အသစ်ဟာသုံးဆွဲသူတွေအတွက်ပိုပြီးရှုပ်ထွေးတဲ့မေခွန်းတွေကိုပိုကောင်းတဲ့အဖြေတွေပေးနိုင်မှာဖြစ်ပါတယ်။လိုအပ်တာတွေကို prompt နည်းနည်းနဲ့ရနိုင်ပါတယ်လို့ Alphabet CEO စွန်းတာပို့ချိုင်းကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ကိုဒေါ်လာသန်း900တန်ကျဲရှိတဲ့လေကြောင်းကောက်ွယ်ရေးစနစ်ရောင်းမယ်လို့ American ကအတည်ပြုလိုက်ပါတယ်။ ဒီလေကြောင်းဒုံးကျည်ကာကွယ်ရေးစနစ်ကိုယူကရိန်းစစ်မြေပြင်မှာဆန်းသက်ခဲ့မှုပြီးလက်ရှိအင်ဒိုပစိဖိတ်ဒေသမှာအင်ဒိုနီးရှားနဲ့ဩစတြေးလျတို့သာအုံပြုနေပါတယ်။ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကို DPB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။